ိမဲဆိုင်ရာကျွလွန်သူ Jeffrey Epstein နဲ့ပတ်သက်တဲ့အရှုပ်တော်ပုံကြောင့်ဗြိတိန်မင်းသား Andrew ဟာသူ့ရဲ့ Duke of York တော်ဝင်ပွဲနဲ့တခြားဂုဏ်သူဆောင်ပွဲတွေကိုဆွန့်လွတ်လိုက်ပြီးဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုသူ့အကိုရော Charles ဘုရင်မင်းမြတ်နဲ့ဆွေးနွေးပြီးနောက်ချမှတ်ခဲ့တာပါ။မင်းသားအန်ဒရူးကသူ့ပေါ်ဆွဆဲချက်တွေဟာတော်ဝင်မိသားစုနဲ့လုပ်ငန်းဆောင်တာတွေကိုအာရုံပြက်ပြားစေတယ်လို့ပြောခဲ့ပြီးဒီဆွဆဲချက်တွေကိုလည်းသူကပြင်းပြထန်ထန်ညှိဆိုထားပါတယ်။ချားစပီမင်းမြတ်ရဲ့သဘောတူညီချက်နဲ့ပဲ ကျွန်တော်ကိုချီးမြှင့်ထားတဲ့ပွဲတစိတ်ဒါမှမဟုတ်ဂုံတူးဆောင်ပွဲတွေကိုကျွန်တော်ဆက်လက်အသုံးပြုတော့မှာမဟုတ်ပါဘူးလို့အန်ဒရူးမင်းသားကပြောကြားခဲ့ပါတယ်။2019ခုနှစ်ကအင်တာဗျူးတစ်ခုမှာကွယ်လွန်သွားပြီဖြစ်တဲ့ဘီလီယံနာတထေးကြီးအက်စတိန်နဲ့မပတ်သက်တော့တဲ့အကြောင်းပြောခဲ့ပြီး2010ခုနှစ်မှာကလေးကအဆက်အသွယ်ဖျက်တောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီပတ်ထဲမှာဗြိတိန်မီဒီယာတွေမှာပေါ်ထွက်လာတဲ့သတင်းတွေအရအန်ဒရူးနဲ့အက်စတိန်တို့2011ခုနှစ်ကအပြန်အလှန်စကားပြောဆိုမှုတွေပေါက်ကြားခဲ့ပါတယ်။ ဒီဂါရီယန်သတင်းစာကဒါဗီနီယာဂျူဖရီရဲ့မှတ်တမ်းတွေကအချက်အလက်တချို့ကို ထုတ်ဖော်ပြသခဲ့ပါတယ်။အန်ဒရူးကိုဗာဂျီနီယာဂျူဖရီကအသက်၁၈နှစ်အရွယ်မှာလိမ့်မိုင်းဆိုင်ရာဆော့ကားခဲ့တယ်လို့စွပ်စွဲထားတာဖြစ်ပါတယ်။ဒီသတင်းတွေအားလုံးကပြည်တိုင်တော်ဝင်မိသားစုကိုတကယ်ပဲအာရုံပြတ်ပြားစေပါတယ်။သတင်းတွေအရချားစ်ပီရင်နဲ့မင်းသားဝီလျံတို့ရဲ့ဖိအားပေးမှုတွေကြောင့်အခုလိုဘွဲကိုစွန့်လွတ်ခဲ့ရတာလို့လဲဆိုပါတယ်။အန်ဒရူးဟာကွယ်လွန်သူဗီယမာကြီးရဲ့ဒုတိယသားတော်ဖြစ်တဲ့အတွက် မိသားတစ်ပါးဖြစ်တော့ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။သူ့ရဲ့ဇနီးဟောင်းဖြစ်သူဆာရာဖာကူဆန်လည်းပဲ Duchess of York ဆိုတဲ့ဘွဲကိုဆက်လက်အသုံးပြုရမှာမဟုတ်ဘူးလို့သိရပါတယ်ရှင်။